စာလုံတုံးကတော့ကျွန်တော်တို့ဆိုင်းပုတ်စလုံးလေးတွေပေါ့ခင်ဗျာဟုတ်ကဲ့ဟောဖုံးကြောင်နဲ့ပတ်သက်တဲ့ဆိုင်းပုတ်စလုံးလေးတွေကနေစပြီးတော့လုံဖြစ်ခဲ့တာပေါ့အဲအဲ့ဒီကနေမှတဖြည်းဖြည်းနဲ့ကျွန်တော်ဆိုင်းပုတ်ကြီးတွေရဲ့ဟလာဘောင်မြမာမှုတွေပါတဲ့ပန်းပေါင်ကြီးတွေနောက်တရားပွဲမှာသုံးတဲ့အဲ့မြမာမှုပန်းပေါင်ကြီးတွေအဲအဲ့လိုအဲ့ဟို decoration တွေလုပ်ဖြစ်တယ်ခင်ဗျာ အရိယာနေမှာဒီဘက်ကိုအဲ့ယုံလုံးလေးတွေကိုကိုတိုင်းကလည်းလှုပ်ချင်တယ်ပဝန်းကျင်ကလည်းနည်းနည်းအပ်လာတဲ့အခါကျတော့အဲအရာလေးတွေလှုပ်ဖြစ်တယ်ခင်ဗျာဟောကျွန်တော်နာမည်ကတော့ကိုအောင်မျိုးပါခင်ဗျာဟောခေါ်စားလှုပ်ဖြစ်တာတော့နှစ်20လောက်ရှိပြီဗျာအခုပုံစံအတိုင်းကလူစိတ်ဝင်စားမှုတော်တော်လေးရှိလာတယ်ခင်ဗျာဟိုတုန်းကတော့ဒီဟာကတဘောကသူ့တဘာဝကိုဖောက်ထွင်းပြီးလှုပ်ရတဲ့ဟာဖြစ်သွားတာဟို ဟုတ်လားဟိုငကိုတော့ရှိခဲ့တဲ့ဟာမဟုတ်ဘူးလေရှိခဲ့တာမဟုတ်ပဲနဲ့ဒီဖို့ကဘယ်တချို့သူလာမေးဒီပန်းဆယ်မျိုးတဲ့ဘယ်သေးပါလဲပေါ့ဖို့လုပ်ငန်းအဲကိုကအဲအဲ့ဒါကိုပြောပြလို့မရဘူးဟလာဟိုတော့ကဲအခုကျတော့အေးဒီဘဘူးတို့ပန်းတော်တို့နဲ့ဒါနေဆက်မှုရှိတယ်အေးဒါမဲ့ဒီတဘာဝချင်းကတော့ဟိုမတူဘူးအဲအဲ့လိုပေါ့စိတ်ဝင်စားမှုရှိကြပါလေရှိကြပါတော့အခုဒီဈေးကွက်စီဝါရေးနဲ့ပတ်သက်လာတဲ့အခါကျတော့ဟိုဟာကုမ္ပဏီတွေကသူတို့ပစ္စည်းတွေကို ထယ်ကြီးကြီးနဲ့ကြော်ကြတာတွေတွေ့ရတယ်ခင်ဗျာအဲအရာတွေကိုဒီဖော့တွေနဲ့ဟိုဒုတွေသူတို့ဟိုသူတို့ထုတ်တဲ့ပစ္စည်းမျိုးတွေကိုတူအောင်လုပ်ပြီးတော့အဲ့လိုကြော်ညာတာတွေတွေ့တယ်ခင်ဗျာအဲအဲ့တော့ဟိုငွေရက်ဆိုင်တာအများကြီးဒီလုပ်ငန်းပေါ့စိတ်ဝင်စားမှုရှိလာတယ်လို့ပြောရမှာပေါ့နော်ဟောတဘာဝချင်းကြတော့သူကပန်းတော်ကတော့အင်္ဂရီသူကအပျော်စားကိုသူကယူပြီးတော့လူတဲ့နေရာမှာဖို့ပြီးတော့အသုံးပြုတာခင်ဗျာ ဲ့ဒါကျွန်တော်တို့ဒီဖော့ကြတော့တက်သားနဲ့နီးစပ်မှုရှိသွားတာပေါ့နော်ဟလာဟိုအမာကနေပြီးတော့ကျွန်တော်တို့ကလှီးထုတ်ပြီးတော့လောက်ရတာပေါ့ခင်ဗျာဟုတ်ပဲတသားမာတာကသူကယာဂိုင်နှုံးပြေသူကမာတာပေါ့နော်ဖော့ကြတော့ဆက်တဲ့အမာတာပေါ့နော်သူကအထီးအခိုက်မခံတဲ့မာနီးမျိုးပေါ့အဲအဲ့တော့ကျွန်တော်တို့ဒီယာကိုလောက်ရတဲ့အခါကျအဲယုံလုံးလောက်ရတဲ့အခါမှာအရန်ဂယူဆိုက်ရတယ်ခင်ဗျာဘာလို့သူကပါသွားလို့လည်းမရဘူးရှော့သွားရင်လည်းလူယာကိုမရောက်ဘူးပေါ့နော်အဲအဲ့လိုသဘောမျိုးလေးပေါ့ လောလောဆယ်ကျွန်တော်တတ်ထားတာလေးကိုတော့ဒါအနည်းဆက်ဆုံးကိုသားကိုပညာလေးပေးတယ်ပေးပြီးတော့ကိုနေတဲ့ပဝန်းကျင်မှာရှိတဲ့လူငယ်လေးတွေလည်းကျွန်တော်ဖိတ်ခေါ်ပါတယ်သူတို့ကတော့သင်တန်းဖွင့်ဖို့ပြောတယ်ကိုအနေနဲ့ကတော့သင်တန်းဖွင့်နိုင်တဲ့အရေးချင်းကိုမှမပြည့်မီသေးဘူးလို့ခံယူထားတယ်အဲ့တော့ကိုတက်တလောက်ကလေးကိုတော့ကိုစီလာပြီးလေးလာရင်ကျွန်တော်လက်ခံပြီးသင်ပေးပါရခင်ဗျာဥတို့ဒီလုပ်ငန်းကဒီဘဘူးတွေပန်းတော်တွေနဲ့ဆက်ဆက်မှုရှိနေတဲ့အခါကျတော့ဟုတ်လား ဟိုဥတို့ကိုလာအပ်တဲ့ပစ္စည်းတစ်ခုကိုသူကာယကံရှိတာဒီပုံစံလေးလိုချင်တယ်ဆိုလို့ရှိရင်အနည်းဆက်ဆုံးအဲအဲ့အဲ့ဟိုကဘဘူးတို့ပန်းတော်တို့စီကနေလေ့လာပြီးတော့မှဥကဒီမှာပြန်ပြီးတော့ပုံစံထုတ်ရတာလေအဲအဲ့လိုဥအနေနဲ့ကတော့ဒီဖောဘဘူးလုပ်ငန်းကိုဒီထက်အများကြီးတိုးတက်စေချင်တယ်